ကဘာကျွန်တော်ကိုတောင်းတနေရအတွက်သာမွေဖွားလာခဲ့တာမဟုတ်ပါဘူးကဘာကြီးတစ်ခုလုံးဟာကျွန်တော်မွေရမည်ပါ wall i am not born for one corner the whole world is my native land စနကတတ်ရန်က globalization ကောင်းသလားဆိုးသလားသို့တော့ကဘာကြီးမှာဘာတွေမှားယွင်းဖြစ်ပြနေတယ်လဲပြဿနာဤတွေးရှိချက်တစ်ခုချင်းဤဆိုလိုရင်းကတော့သိမ့်မကွာပါ ခက်တဲ့လူဖွဲ့စည်းသည့်ကိုကိုကိုတည်တွင်းရောက်အောင်ပို့နေသူတအူပမာဖြစ်နေသည်ဟု မြင်သည် globalization ကောင်းသလားဆိုးသလားဂျူကျွန်တော်တို့ဤခက်သည်တသားနဲ့ပေါင်းစည်းမိသွားသောကဘာဤခက်ဖြစ်သည် globalization ဟုသောသကလုံးကိုတတိမထားမိပဲမနေနိုင်အောင်နိုင်ငံအသီးသီးဆက်ဆက်ပြောင်းလဲနေသောခက်ဖြစ်သည် globalization သည်ကဘာကြီးကိုအကောင်းဘက်သို့ဆွဲခေါ်သလားအဆိုးဘက်သို့ဆွဲခေါ်သလား ဒါကတော့အဖြစ်အပျက်တစ်ခုကိုဘက်နှစ်ဖက်နဲ့မြင်ကြည့်သလိုပဲဤကိစ္စမှာလည်းအကောင်းမြင်ဘက်နဲ့အဆိုးမြင်ဘက်ဟုနှစ်မျိုးကြည့်၍ရပါသည်ကွန်မြူနဲဝါဒယုံကြည်ကဲသူတွေအစဆိုရှယ်ရှေးရိုးဆွဲတွေအစုံခက်တဲ့ပတ်ဝန်းကျင်ထိန်သိမ်းရေးဝါဒီတွေအစဘာသာရေးကျင့်ဝတ်လေးထားသူတွေအလုံးစိုးရင်ထိတ်လန့်နေကြသည့်အချက်မှာကျွန်တော်တို့လူ့အဖွဲ့အစည်းသည်ကမ္ဘာလုံးဆိုင်ရာဒုက္ခပုံကြီးတစ်ခု Global Dystopia အဖြစ်သို့ရောက်အောင်ယိုယွင်းပြစီလာနေပြီ အရာရာတီပြုတ်ကွဲပြတ်သုံးနေပြီဘဲရာကိုမြအာထာမျောလင်း၍မရပြပဩဇာလွန်မှုမှုကြောင့်မိမိတို့၏ယဉ်ကျေးမှုနှင့် ကိုကျင့်တရားနှင့်တာတာများပြောင်းလဲရင်ရင်လာသည်မိမိတို့လူပတ်ဝန်းကျင်တွင် အတွင်းမှလိုက်စားခံနေရသည်နိုင်ငံတိုင်းသည် ထိုအမြင်အတွေးဖြင့်စိုးရိမ်နေကြရသည်ဒုက္ခပျက်စီးခြင်းများဤကဘာဟုသောအမိမှာနိုင်ငံရေးခြေနေတွင်ဖြင့်သာ ထင်ဟပ်လာသည့်အမြင်မဟုတ် ဒုက္ခပျက်စီးခြင်းများဤကဘာဟူသောအမြင်မှာနိုင်ငံရေးအခြေအနေတွေဖြင့်သာထင်ရှားလာသည့်အမြင်မဟုတ်ပကြီးရုပ်ရှင်စသည့်အနုပညာပစ္စည်းများတွင်လည်းဒုက္ခဘုံအမြင်ကိုဖော်ပြနေကြသည်မှာအထင်ရှားပဲဖြစ်သည်ဒါရိုက်တာစတီဗင်စပီဘတ်ဤ The Minority Report သက္ကသည့်မျိုးရိုးဗီဇတီထွင်ဆက်တတ်မှုများဖြင့်ချုပ်ကင်ထားခြင်းခံရသောအနာဂတ်လူ့ဖွဲ့စည်းဤဆိုးကျိုးများအကြောင်းဖြစ်သည် Guardian Editor Elan Rust Breaker ပူတွဲရေးသားသော BBC သက်လန်း Face of Gold တွင်မျိုးရိုးပိဇာပြုပြင်မွမ်းမံထားသောကောက်ပဲသီးနှံအစားအစာများ Genetically Modified Food ကပေးမည့်အန္တရာယ်များကိုတတိပေးပုံဖော်ထားသည်အမျိုးမျိုးသောအစိုးမြင့်သမားကမ္ဘာကြီးယိုယွင်းပျက်စီးအမြင်များ၌မတူခြားနာသောတန်ဖိုးများရှိမှန်းချက်များရှိပါသည်သို့တော့ကမ္ဘာကြီးမှာဘာတွေမှားယွင်းဖြစ်ပျက်နေသလဲပြဿနာတွေ့ရှိချက်တစ်ခုချင်း ဆိုလို့ရင်ကတော့တိတ်မကွာပါ ခက်တဲ့လူဖွဲ့စီသည်ကိုကိုကိုတေရင်းရောက်အောင်ပို့နေသူတအူးပမာဖြစ်နေသည်ဟုမြင်သည်လွတ်လပ်မှုနှင့်တာယာမှုကိုဆန္ဒပြင်းစွာလိုချင်စိတ်စံတစ်ပြောင်းလဲမှုနှင့်ဒီမိုကရေစီကိုအသက်တန်လိုချင်စိတ်ထိုစိတ်များသည့်ယိုယွင်းပြည့်စည်မှုကိုဖြစ်စေသောအတွင်းမှလိုက်စားနေသည့်စိတ်များဟုမြင်ရသည်တနည်းအားဖြင့်ဆိုလိုသည်မှာခက်တဲ့လူဖွဲ့စီ၏အကြီးမားဆုံးသောရှင်တန်ခြင်းစွမ်းရည်များဖြစ်သည့်စံတစ်ပြောင်းလဲမှုရွေးချယ်မှု ကမ္ဘာလုံးဆိုင်ရာတသားတည်းဖြစ်မှုတို့ကြောင့်ပင်လူအဖွဲ့အစည်းကြီးဒုက္ခရောက်သိကျပျက်စီးမိဟူ၏အစိုးမြင့်ဝါဒီမျိုးမျိုးအတွက်တရက်ခန့်လူသက်သမားကတော့မျိုးမျိုးဖြစ်နိုင်သည်ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားနှင့် အရင်းရှင်ဝါဒစန့်ကျင်သူများကတရက်ခန့်လူသက်သမားမှာကျွန်ုပ်တို့၏စားသုံးသူယဉ်ကျေးမှုဖြစ်သည်ဟုဆိုသည်လက်ဝဲလက်ရလူအဖွဲ့အစည်းယုံကြည်သူများကတော့လူသက်သမားမှာမိသားစုတန်ဖိုးအိမ်နီးချင်းတန်ဖိုးနှင့် လူမှုပတ်ဝန်းကျင်တန်ဖိုးများကို ရော့ကြအောင် ဖြေလျှော့ပေးသောတတိပုဂ္ဂလဝါဒဖြစ်သည်ယဉ်ကျေးမှုနှင့်လူနေမှုရှေယိုဇဝါဒီများအတွက်တော့လူသက်သမားသည်တမိုင်းနှင့်အစဉ်လာကိုချင်းချောက်နေသောအသက်ပြောင်းလဲခြင်းစိတ်ဖြစ်သည်တကယ်တော့လူမှုရေးနှင့်စီဝါရေးပြောင်းလဲများလျင်မြန်လွန်းသဖြင့်ရိုယွင်းပြတ်စီမှုကိုအကြီးကျယ်ကြောက်ရွံ့နေကြသည်မှာကျွန်တော်တို့ခက်ကပထမဆုံးမဟုတ်ပါစကောအစိုးကြောင့်ပြန်စင်းစားလျင်ထိုခက်ကိုပြန်လဲစစ်ဆေးရိတ်ခက်တုတ်တက်မှုဤခက်ဒုက္ခပုံမြော့လင်းကြဤခက် နည်းပညာအောင်မြင်မှုများ၏ခေတ်ဟုကျွန်တော်တို့ယူဆကြသည်သို့သောထိုခေတ်စီရလည်းရိုးရင်းပျက်စီးမှုအမြင်များကြဆုံးမှုအမြင်များရှိနေခဲ့သည်အထင်ရှားဆုံးမှာမတ်နော်ရူ၏ The Generation စာအုပ်ဖြစ်သည်1962ခုနှစ်ကဂျာမန်ဘာသာဖြင့်ထုတ်ဝေခဲ့သောစာအုပ်ဖြစ်သည်ထိုစာအုပ်တွင်အပြောင်းလဲမြန်ဆန်သည့်ခေတ်ချိန်နေကြောင်းစိတ်ဓာတ်အရာရောကိုကျင်တရားအရာရောမောပန်းနွမ်းနယ်နေသည့်လူမှုအဖွဲ့အစည်းတစ်ခုကြောင့်ပုံဖော်ထားခဲ့သည် စံတက်ပြောင်းလဲမှုများသည်ယာသဝဲမှုကိုကျင့်ပြည့်ဝမှုစသည့်အကြီးအကျယ်ဆိုးကျိုးများကိုပေးစွမ်းနိုင်သေးသည်ကျွန်တော်တို့သည်နတ်ရောင်သိခြင်းဟုပြောနိုင်သောဒုက္ခပုံဖြစ်သည့်စိုးစိုးဝါးဝါယိုရင်းပြက်စီမှုနှင့်ယူသွမှုများအလဲတွင်ရောက်နေရသည်လူမှုပတ်ဝန်းကျင်သည်ပို၍ပို၍ရှုပ်ထွေးလာသည်နှင့် အမျှအစီစဉ်တကြားဖြစ်ဖို့ထိမ့်သိမ်းရမှာပို၍ခက်ခဲလာသည်မြည်သူမဆိုလူရင်ကျေမှုမြင့်မားစွာတိုးတက်ခြင်းကိုတံမိုးထားသူ ဆောင်းလျှောက်ကကွယ်လိုသူမှန်သည်များသည်လူဖွဲ့စည်းကိုစန့်ကျင်သည့်ဖြတ်ပိုးများလူညစ်ပတ်များကိုလက်မအောက်မှဖြတ်စည်းချေမွှားပြရမည်ဟုနော်တော်ကခြေထားသည်ထိုတွေးခေါ်သည့်ဆက်စိုးနှင့်အနေငယ်အကြတွင်ဆူလိုက်ပြုံလိုက်တပ်ဖြတ်မျိုးဖြုတ်မှုများနှင့်စစ်ပွဲများကိုပြုလုပ်ရန်လိုင်စင်ထုတ်ပေးပေလိမ့်မည်ထိုအကြောင်းများကြောင့်ပင်ကျွန်တော်တို့စိုးရင်ပူပန်ရသည်မှာကမ္ဘာလုံးဆိုင်ရာတသားရီးဖြစ်မှု globalization နှင့်တွဲဖက်နေသော ပြက်စည်းယိုယွင်းသည့်လူလောကကိုကြောက်ရွံ့မှုကိစ္စပင်ဖြစ်သည်ထိုကြောက်ရွံ့မှုကိုဟန်ကျန်းညီညီထိန်းချုပ်ထားနိုင်ဖို့လိုလိမ့်မည်ဥပမာအားဖြင့်အဖွဲ့အစည်းကိုယုံကြည်သူဒေးဗစ်မိုင်ယာစ်အောက် American Paradox Separate Your Hunger and an Age of Plenty တွင်ဖော်ပြထားချက်အရာအမေရိကန်ပြည်ထောင်စုသည်1990အလွန်နှစ်ကာလများတွင်လူမှုရေးဆိုင်ရာစိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးတွင်တုံတိုးနောက်ပြန်ဆုတ်သွားခဲ့သည်1960နောက်ပိုင်းမှစပြီး လင်မြားကွာရှင်နှုံနှစ်ဆတိုးလာသည်ဆဲကျော်တက်ကုတ်ကုတ်ကိုတက်တင်နှုံသုံးဆတိုးလာသည်ရဆက်ကြမ်းကြုတ်တော်ရာဇဝဲမှုများလေးဆတိုးလာသည်ထောင်ကြလူဦးရေ၅ဆတိုးလာသည်လက်မတက်ဘက်ကလေးမွေးဖွားသည့်ကလေးဦးရေ၆ဆတိုးလာသည်၎င်းမှာလူဖွဲ့စည်းအတွင်တတိပုဂ္ဂလဝါဒလွှမ်းမိုးမှုကြောင့်ဖြစ်သည်သို့မဟုတ်လူမှုရေးဆိုင်ရာတာဝန်ယူမှုများပြောက်ကွယ်ပြက်စီးမှုကြောင့်ဖြစ်သည်ဟုသူကယုံကြည်သည် ထိုစာရေးစာတို့သည်ယနေ့ခေတ်လူသားတော်တော်များများယုံကြည်သလိုယုံကြည်ပြီးဖော်ထုတ်ဆိုရညာခြင်းဖြစ်သည်လက်ဝဲအစိုးမြင့်သမားများရောလက်ရအစိုးမြင့်သမားများရောကဘာတသားတဲ့ပေါင်းဆက်မှုဤဆိုဂျိုများကို ထောက်ပြပြီးမူလအခြေအနေစီတို့ပြန်သွားရန်တောင်းဆိုနေကြသည်သူတို့အမြင်ရဆိုလျင်ကဘာတသားဤဖြစ်မှုသို့မဟုတ် globalization တွင်အများမျှော်လင့်သလိုဈေးကွက်ဆိုသည်မှာရွေးချယ်ခွင့်များများရအောင်ပေးရနိုင်ဖို့ဝေးစွာ လူယဉ်ကျေးမှုကိုပြောက်ကွက်သွားအောင်ချွတ်ပေးလိုက်သည့်ပစ္စည်းတစ်ခုသာဖြစ်သည်အလွန်အလွန်အကောင်းမြင်သူများက globalization သည်လက်ဆက်သစ်လွင့်သောခေတ်သီးအစဟုအမွန်းတင့်နေချိန်မှာအစိုးမြင့်သူများက globalization ကြောင့်လူ့ဖွဲ့စည်းတစ်ခုလုံးအဆုံးတတ်တော့မည်ဟုဆိုရင်တကြီးပြောနေကြပြီတခါတရံအကောင်းမြင်ခြင်းကြောင့်ဒုက္ခတွေ့နိုင်တာရှိ၏ယခုကိစ္စမှာတော့အစိုးမြင့်ခြင်းကြောင့်ဒုက္ခတွေ့လာဖို့များလာသည်အနေအမှာကာလရှိကြစွာအစိုးမြင့်မှုသည် ဘဝကိုစံနာပြည့်အောင်ဖြည့်ယူမည်နမိတ်ဖတ်မှုတစ်ခုဖြစ်လာနိုင်ရင်ပင်ဖြစ်သည်ကျွန်တော်တို့အားလုံးဘလို့မှပြုပြင်ပြောင်းလဲ၍မရတော့သောပျက်စီးယိုယွင်းမှုတဲတွင်ရောက်နေပြီဟုဆက်ဆွမ်းမြဲမြဲယုံကြည်ခဲ့သည့်ဖြစ်လျင်ကျွန်တော်တို့၏ကုကဲရာမဲမှုအသည့်သည်ကျွန်တော်တို့အားမြို့ပြလူမှုတာဝန်များမှဝေးအောင်ဆွဲခေါ်လိမ့်မည်သို့မဟုတ်အကြံဖတ်မှုများထိတ်တိုက်ရင်ဆိုင်မှုများပြုလုပ်နိုင်အောင်တွန်းအားပေးလိမ့်မည်တကယ်တော့ကျွန်တော်တို့၏ခစ်ကို ပျက်စီးယိုယွင်းမှုခေဟု မြင်မိအစားအကောင်းမြင့်ဝါဒဖြင့်စိတ်လုံရောက်ပွဲ ကောင်းသောခေဟုသာမြင်ကြည့်စေလိုပါသည် reference globalization now the good news by charles peter 11 news volume 1 number 36 28 july 2002